ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့ဇာကားကြောင်းပြောခင်ပါဒီ channel ကို subscribe လုပ်ထားပေးပါဦးဒီဘက်မှာလည်းကိုရီးယားဂျပန်ထိုင်းအစားရှိသွင်းပါတော့ဇာကားပေါင်းစုံကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ subscribe လုပ်ပြီးရင်ဒီနေ့အစီအစဉ်ကို VPN link ဖွင့်ပြီးတော့အားပေးကြပါဦးပြီးရင်ရုပ်ရှင်ကို like လုပ်ပြီးတော့အစီအစဉ်ကိုစပါမယ်ခင်ဗျာဆိုတော့ဒီနေ့မှာကတော့ကျွန်တော်ရွေးချယ်ထားတဲ့ဇာကားကနိုင်မယ်ကြီးနေလို့လည်းပြောကြတယ်အခု2025မှာထွက်ရှိထားတဲ့အပိုင်း6ပိုင်းပါတဲ့ mini series လို့ပဲပြောရမလား ကာမဆိုတဲ့ series ဇာတ်ကားကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကိုရီးယားကားပါခင်ဗျအဲ့တော့ကျွန်တော်လွန်ခဲ့တဲ့နှစ်များကလေးကကျွန်တော်တင်ဆက်တဲ့ channel တွေမှာကျွန်တော်အများအမ်းပြောနေတဲ့ဇာတ်ကားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လူတိုင်းဟာအချိန်တိုင်းကိုစိုက်ပြိုးမြောက်ကိုပြန်ရိတ်သိမ်းရမယ်ဆိုတာပါပဲဆိုဒီဇာတ်ကားသွားပြီးတော့တိုက်ဆိုင်နေရဗျာကိုပြူသည်ကံကိုထံကိုပဲ့တင်ပြီးတော့တစ်ချိန်မှာပြန်လာမှာတေချာပေါက်ပဲဆိုတာကိုဒီဇာတ်ကားကနေပြီးတော့တမျိုးတစ်ပုံရိုက်ကူးတင်ဆက်ပြထားတယ်လို့ပြောရပါလိမ့်မယ်ဒီဇာတ်ကားထဲမှာဆိုရင်လည်း အမိုက်စားကက်စတင်နေဖြစ်ကြတဲ့ပဟဲဆိုရှင်မယာကျွန်တော်ကြိုက်ဆရာကြီးလီကွမ်ဆူကင်ဆောင်ကျူလီဟီဂျုံနဲ့ကောင်ဆောင်ယုံကအဓိကပါဝင်ပြီးတော့တေးဥဆောင်ထားပါလေအဲ့တော့ဇကားကြောင့်နေနေပြောလိုက်မယ်ဗျာအဲ့တော့ကားနာမည်ကလည်းမိုက်တယ်လို့ဒီပေရီဆန်ဆန်မတော်ဆမှုတစ်ခုကိုမျက်မြင်သက်သေဖြစ်ခဲ့ပြီးတော့ပြန်ပြောင်းလဲလို့မရတော့တဲ့အပေတစ်ခုလောက်ခဲမိတဲ့မျက်မြင်သက်သေတယောက်ဇယဝန်တယောက်ဖြစ်လာတာတောင်ကလေးဘွားကစိတ်ဓာတ်နဲ့မလွတ်မြောက်နိုင်သေးတဲ့သူတယောက်ဘွားကြီးကိုပြောင်းလဲဖြစ်ခြင်းလို့ငွေတို့ချီစားတဲ့သူတွေကလည်းပတ်စံချီးပြီးတော့ ရင်းနှီးမြုပ်နှံရာကနေဒုက္ခရောက်သွားတဲ့ဒုက္ခတွေတယောက်မတရားသဖြင့်အလုံးဖြုတ်ခံလိုက်ရပေမဲ့တစ်ဖက်မှာပတ်စံတွေပုံပေးပြီးတော့အလုံးတစ်ခုလုံးပေးဖို့ကမ်းလှမ်းတာကိုခံတဲ့သူတယောက်တနည်းအားဖြင့်အောင်မြင်တဲ့ဈေးကန်းတစ်ခုကိုဦးစီးနေရာကနေမတော်တဆမှုတစ်ခုကိုကျူးလွန်လိုက်မိတဲ့မျက်မှန်တဲ့လူတယောက်ပြီးတော့ရီးစားဖြစ်တဲ့သူတယောက်ကိုစီကိုစီဘဝအခြေအနေပြီးအခြေအနေတွေများစွာစီကနေအခက်ခဲတစ်မျိုးစီနဲ့လူ6ယောက်ရဲ့မွေးရာပါကံကြမ္မာတွေရဲ့အလေစားခံမှုတွေရော သူတို့ပြုခဲ့တဲ့ကံတွေရဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်မှုဖြစ်လာတဲ့ခါမှာတော့ဒီဇက်ကားကဖြစ်တည်လာခဲ့ပါတော့လေကဲလေကြောနေနေရှေးသွားအတွက်လည်းတောင်းပန်ပါရစေဒီနေ့မှာတော့အပိုင်း1စမယ်ဗျာ Let's go 2025မှာထွက်ထားတဲ့ကာမဖြစ်ပါတယ်ခင်ဗျာကိုရီးယားနိုင်ငံ Google မြို့ရဲ့စွန့်ဖြစ်အဆောက်အုံတစ်ခုမှာတော့တက်လက်ပိုင်းရွယ်လူတယောက်ဟာထိုင်ကုန်မှာကျိုးတုပ်ပြီးနှိပ်စက်ခံထားရတဲ့ပုံပါပဲ တကယ်တော့အဲ့ညမှာအဲ့လူပြင်သူ့ကိုဒီညအောင်ခေါ်လာပြီးတော့ထိုင်းကမှာကျိုးတုပ်ထားတယ်တရခံကလည်းရှိလို့နေခဲ့ပါလေဘယ်သူဘွာမှမသိရသေးတဲ့အဲ့ဒီတရခံကတော့အဆောင်ကိုဓာစီရီလောင်းကမီးရှို့ဖို့ကြံရွယ်နေပြီဖြစ်ပါလေဓာစီလောင်းပြီးတဲ့တခဏမှာတော့အဲ့လူဟာအချိန်မဆွဲပဲမီးတုံးတဲ့အတူအဆောင်တစ်ခုလုံးကိုမီးလောင်တိုက်သွင်းပြလိုက်ပါတော့တယ်ဒီလိုမီးလောင်တိုက်သွင်းခံမှုမှာပါဝင်သွားတဲ့သူကတော့ခုနကခုံမှာကျိုးနဲ့အတုံနောက်ခံထားတဲ့အမျိုးသားပဲဖြစ်ပါလေမီးဆွဲနေဖြစ်တဲ့အဲ့ဒီအဆောင်တစ်ခုလုံးပြာမကြခင်မှာတော့ မိသားတပ်ဖွဲ့ကအချိန်မီရောက်ရှိလာကမိကိုအများဆုံးနှိမ့်သက်ခဲ့ပြီးအဆောင်အုံတွေကိုဝင်ပြီးတော့အသက်ရှင်ကြံရည်သူတွေကိုရှာဖွေရမှာတော့မိလောင်ဒံရအပြည့်နဲ့လဲကြနေဖြစ်တဲ့အဲ့ဒီအမျိုးသားကိုတွေးလိုက်ရပါတယ်။ဒါကြောင့်မိသားသမားတွေလည်းအသက်ငွေ့ငွေ့ကြံရှိသေးတဲ့အဲ့လူကိုအများကယ်ဆယ်ပြီးဈေးငုံအချိန်မီပို့ဆောင်ပေးလိုက်ပါတော့တယ်။ဈေးငုံရောက်တဲ့အခါမှာတော့တာဝန်ကျဈေးဝင်နှန်းတွေနဲ့ဆရာဝန်ကပြပြတလဲနဲ့ကုသပေးဖို့စိုင်းပြေးနေကြပြီးတော့အဲ့ဒီချိန်မှာပဲကျွမ်းကျင်မုံရတဲ့ဆောင်းမာလေးတယောက်ကလူနာရှိရာကိုလာပြီးတော့ မော်ဖင်စားစားရီကိုပဲအသုံးပြုဖို့ပြောလိုက်ပါလေ။ဒါကြောင့်တောင်ကြဆရာဝန်နဲ့သူနာပြုတွေလည်းစားရီကိုပဲယူကမီးလောင်တံရတွေကိုလောင်းချလိုက်ပြီးကုသမှုကိုစားတင်လိုက်ကြပါတော့လေ။ဒုနဲ့ကုသမှုပြီးနောက်ရက်တွေမှာတော့ဈေးုံကရင်ပေါ်မှာပတ်တီအဖွေးသားနဲ့ရှိနေတဲ့အဲ့ဒီအမျိုးသားလူနာကိုတွေ့ရမှာဖြစ်ပြီးဆရာဝန်တွေကတော့လူနာရဲ့လက်ရှိအခြေအနေကိုရှင်းပြနေခဲ့ပါလေ။သူတို့ရှင်းပြချက်အရတော့မီးလောင်တံရတွေကပြင်းထန်တာကြောင့်အသားရေကိုငကုံမူလအတိုင်းပြည့်ပြည့်စုံအောင်ပြန်လုပ်ဖို့ကခက်ခဲနေခဲ့တယ်ဆိုတာကိုသိလိုက်ရပါလေ။ အထူးသဖြင့်မျက်နာပေါ်ကအမာရွတ်ဒံယာကကုသဖို့ပူတော်မှခက်ခဲတယ်လို့သိလိုက်ရပြီးလူနာရဲ့ဂရင်ကနာမည်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘာမှရေးမထားတာကိုတွေးလိုက်ရပါလေတကယ်တော့အဲ့လူနာမျိုးသားရေးပေါ်အခြေအနေနဲ့ဆေးရုံကိုရောက်လာတဲ့သူမလို့နာမည်ရောအုတ်ထင်းသူပါတေချာမတိရသေးတာပဲဖြစ်ပါတယ်တတိဝင်းနေပုံပေါ်တဲ့အဲ့မျိုးသားကတော့ဆရာဝန်တွေပြောတာကိုကြားကြားချင်းပါပဲပါဇက်ကနေအာယူကဘတ်ဂျေရောင်းဆိုတဲ့နာမည်ကိုပြီးပြီးတတပြောလိုက်ပါလေ ဒါကြောင့်တာဝန်ကျဆရာဝန်တွေလည်းအဲ့ဒီအမျိုးသားလူနာရဲ့နာမည်ဟာဘတ်ဂျေအောင်ဆိုတာသိလိုက်ရပြီးတော့အဲ့ထဲမှာအထူးဆန်းဖြစ်သွားတဲ့သူကတော့ဆရာဝန်မာလေးပဲဖြစ်ပါတယ်။လူနာရဲ့အချက်လက်မှာဘတ်ဂျေအောင်ဆိုတဲ့နာမည်ကိုရေးရင်းနဲ့ခဏတာတွန်းဆုပ်သွားပုံပေါ်တဲ့အဲ့ဒီဆရာဝန်မာလေးရဲ့မျက်လုံးတွေမှာလည်းလှုပ်ဝက်ချက်တစ်ခုခုကရှိလို့နေပြန်ပါတယ်။တခြားသူတွေပြန်ထွက်သွားတာတော့တယောက်တည်းရက်ပြီးတော့စင်စားကန်ဖွင့်နေတဲ့အဲ့ဆရာဝန်မာလေးကလုံဖို့ကင်ဘက်ကသတိပေးကာမှာပြန်ပြီးတော့သတိဝင်လာခဲ့ကလူနာရဲ့အခန်းထဲကပြန်ပြီးတော့ထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့သူမရဲ့မျက်နှာမှာတော့တွန်းဆုံမှုနဲ့တခုခုကိုတွေးတောနေပုံတွေကထင်ဟပ်လို့နေခဲ့ပါတယ်။အဲ့ဒီဖြစ်ပျက်တွေမဖြစ်ပျက်ခင်လွန်ခဲ့တဲ့9ရက်အလို့ကိုပြန်သွားကြည့်ရမယ်ဆိုရင်တော့လူနာဘတ်ဂျယ်ရောင်းကနေစာမှာပဲဖြစ်ပါတယ်။ဘတ်ဂျယ်ရောင်းဆိုတဲ့သူကတော့အကျွေးတွေတောင်းထွန်းကပတ်လေဝိုင်းနေတဲ့တာမန်လူတဦးပါပဲ။သူ့မှာမိသားစုဆိုလို့အဖေတယောက်ပဲရှိတော်ပြီးတော့အဖေနဲ့ကလည်းအတူမနေပဲတနေရာစီခွဲပြီးတော့နေနေကြတာလည်းဖြစ်ပါတယ်။ဘတ်ဂျယ်ရောင်းကဘလောက်ထိအကျွေးထူလဲလို့ပြောရမယ်ဆိုရင်တော့ သူ့ရဲ့အိမ်ငါကားကိုတောင်၃လလောက်မပေးနိုင်လို့အိမ်ရှင်စီကနေတရီပေးစာအကက်ခံထားတဲ့အဖြစ်ပဲဖြစ်ပါတယ်။ဘန်ချေအောင်ရဲ့အကျွေးအကြီးစားကတော့3300လောက်ရှိနေပြီ။အဲ့ဒီငွေတွေကိုချီးထားတဲ့အကျွေးရှင်တွေကိုလည်းဘန်ချေအောင်ကပြန်ဆက်ချင်မှုမရပါဘူး။သူဟာတာမန်ဆက်ယုံအလုပ်သမားတယောက်ဖြစ်ပြီးတော့အင်တာနက်ငွေကြေးတွေပေါ်အလွန်မင်းသုံးဆွဲမှုကြောင့်အကျွေးထူနေတာလည်းဖြစ်ပါတယ်။အကျွေးရှင်တွေကလည်းတယောက်ပြီးတယောက်ပြန်တောင်းနေပြီမဲ့ဘန်ချေအောင်ကတော့ပြန်ဆက်ဖို့အတွေးဆိုပြီးတော့တိတ်မရှိပဲ။ အဲ့ဒီအကျွေးနှုံကြီးထဲမှာပျော်ပျော်ကြီးနှစ်ဝင်နေခဲ့တာပဲဖြစ်ပါတယ်။အဲလိုမျိုးအကျွေးရှင်တွေကိုမထီလေးစားလုပ်တတ်တဲ့ဘတ်ဂျက်ရောင်းဟာတရက်မှာတော့သူ့ရဲ့တိုက်ခန်းမှာရှိနေတော့အကျွေးရှင်ကဝင်လာပြီးတော့ကောင်းကောင်းဆုံးမပေးတာကိုခံလိုက်ရပါတယ်။စကားနဲ့ပြန်ဖြေရှင်းဖို့လုပ်ပေမဲ့ဟိုဘက်ကတော့လက်မခံပဲလက်တွေးပြကာဘတ်ဂျက်ရောင်းကိုတနည်းအားစီခေါ်သွားခဲ့ပါတော့တယ်။အဲ့ဒီခေါ်သွားတဲ့နေရာကတော့လူကိုရင်းကလီစာတွေကိုတရားမဝင်ထုတ်ရောင်းချတဲ့နေရာပဲဖြစ်နေပြီးအကျွေးသမားလေးဘတ်ဂျက်ရောင်းကတော့အကျွေးမဆန်နိုင်လို့ ကရိမောမှာကျိုးတုတ်ခန်းကကိုရင်းကလီစာတွေထုတ်ယူခန်းဖို့အစင်းသင်းဖြစ်လို့နေခဲ့ပါပြီ။ကျဲအောင်တယောက်ကတော့ထုံးစံတိုင်းကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်နေခဲ့ပေမယ့်တဖက်ကအကျွေးရှင်ကတော့သူ့ကိုတကယ်ကြီးပညာပြချင်နေတဲ့ပုံပါပဲ။ဒါပေမဲ့ပြန်မရသေးတဲ့ငွေရဲ့မျက်နှာကလည်းရှိနေသေးတာကြောင့်ကျဲအောင်ကိုအချိန်တစ်ခုထိပေးဖို့ဆုံးဖြတ်လိုက်ကတလာတွင်းအကျွေးတွေရအောင်ပြန်ဆက်ဖို့ချိန်ချောက်ပြီးတော့ပြောလိုက်ပါလေ။တကယ်လို့သားဘတ်ကျဲအောင်ဟာတလာတွင်းအကျွေးတွေကိုအကုန်ကြိမ်မဆက်နိုင်ဘူးဆိုရင်တော့သူ့ရဲ့ကိုတွင်းကလီစာတွေအတွက်လည်းအာမခံချက်ရှိမှမဟုတ်တော့ပါဘူး။ ဒါကိုသိတဲ့ဘတ်ကျင်အောင်ခင်ဗျားမတော်တောင်းတော့မမှန်နဲ့ပြောလိုက်ပြီးတလာအတွင်းမှာအကျွေးတွေကိုပြန်ဆက်ဖို့သူကတိပေးလိုက်ရပါတော့တယ်။ဒါကြောင့်မဲဘတ်ကျင်အောင်ဟာကံကောင်းထောင်းမစွာနဲ့အကျွေးရှင်လက်ကနေကလီစာတွေအထုံးမခံပဲကတ်သီးလေးပြန်လွတ်လာခဲ့ပြီးတော့တလာအတွင်းမှာအဲ့ဒီအကျွေးတွေပြန်ကျင်အောင်ဆက်ဖို့အတွက်အကြံထုတ်ရပါတော့တယ်။တကယ်တော့တာမန်ဆိုင်အောင်လုံသမားလေးတယောက်သာဖြစ်ပြီးတော့တခြားအကျွေးတွေလည်းပတ်ချလဲဝိုင်းနေတဲ့ဘတ်ကျင်အောင်တယောက်အတွက်ကတော့ဝမ်သိန်းထောင်ကျော်ကိုတလာအတွင်းမှာအကုန်ပြန်ဆက်နိုင်မှုဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။ သူလက်ရှိအလုံးလုံးနေတဲ့စက်ရုံမှာတော့မှတခြားအလုပ်ဖို့ကင်ဘက်တငယ်ချင်းတွေစီကနေအကျွေးယူထားတာရှိနေပြီးတော့အဲ့ဒါကိုတောင်ပြန်မဆက်နိုင်သေးလို့ဘူနေတာပဲဖြစ်ပါတယ်အဲ့လိုဘူနေတဲ့ဘတ်ဂျေအောင်လဲစက်ရုံဝဲတနေရာမှာစိတ်လေးထွက်တော့ရင်းနဲ့စက်ရုံမန်နေဂျာနဲ့တခြားအလုပ်သမားတယောက်စကားပြောနေတာကိုအမှတ်မထင်ကြားလိုက်ရပါတော့တယ်တကယ်တော့စကားပြောနေရဆိုတာထက်ခေါင်းဆောင်ဖြစ်သူကသူ့ရဲ့အလုပ်သမားကိုစူပူပြီးတော့အလုပ်ကနေထုတ်နေတယ်လို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ဘတ်ဂျေအောင်နေနဲ့ခိုးပြီးတော့နားထောင်ကြည့်ရတဲ့လောက်ကတော့ အလုတ်ထုတ်ခံရတဲ့အဲ့ဒီအလုတ်သမားမှာနေမကောင်းဖြစ်နေတဲ့ကလေးရှိနေပြီးအဲ့ဒီကလေးရဲ့ဈေးကူတာဈေးအတွက်ပတ်ဆိုင်ကိုအသေးအတန်သူကလိုအပ်နေတာပဲဖြစ်ပါတယ်။ဒါမဲ့ဆယုံမှုကတော့အသေးအတန်ကိုငင်းဆန်နေပြီးတော့အဲ့ဒီလုတ်သမားကိုအလုတ်ထုတ်ပြဖို့ပဲတာဆူနေခဲ့တာပါ။အဲ့ဒီလုတ်သမားရဲ့နာမည်ကတော့ဂျန်ဂီယုံပဲဖြစ်ပြီးတော့သူ့ရဲ့ပုံစံကိုကြည့်လိုက်တာနဲ့တင်ကိုလူမိုက်တယောက်ရဲ့တွင်ပြင်လက္ခဏာမျိုးပေါ်လွင်နေတာပဲဖြစ်ပါတယ်။ဂျန်ဂီယုံဆိုတဲ့သူကတော့ခေါင်းဆောင်ကို "तू आ တရုတ်ကိုရီးယားလူမျိုးစားမလို့အခုလိုခွဲခြားခံရတာဖြစ်ပြီး" အဲ့ဒါကြောင့်အလုတ်ထုတ်ခံရတာမလားလို့မေးလိုက်ပေမဲ့ဟိုကတော့ဘာမှသေးချာချာအကြောင်းပြချက်မပေးပဲဂျန်ကီယုံကသာသူ့ရဲ့လစာထပ်ပို့ပေးပြီးတော့အလုတ်ကနေအသားတကြီးထွက်ဖို့ကိုပြန်ပြီးတော့ညှိနှိုင်းစည်းရုံးနေပြန်ပါတယ်ဒီခံစိတ်ကုံဆုံးသွားပုံရတဲ့ဂျန်ကီယုံကတော့စိတ်ယုံမှုကိုအဲ့ညမှာနေတစ်ချက်လောက်ပညာပေးလိုက်ပြီးတော့ဟိုကတော့ကြောက်ကြောက်လန့်လန့်နေပဲသူ့အနေနဲ့ကအထက်ကခိုင်းလို့အခုလိုအလုတ်ဖြုတ်ပြရတာဖြစ်တဲ့အကြောင်းကိုအကြောင်းပြချက်ပေးကပြောနေပါတော့တယ်ဒါဟိုစာဆုံးမြင်တွေ့နေရတဲ့ဘတ်ဂျေယောင်းကတော့ဘာမှမထူးဆန်းလို့ပုံစံနဲ့ဘာကူမှဝင်မပါပဲ ူဟာနဲ့သူကို့အပူစီကိုသာပြန်ပြီးတော့အာယုံဆိုင်နေပါတော့တယ်။ဒါကြောင့်အပြင်မှာခနာထွက်ထိုင်ပြီးတော့ဖုန်းသုံးနေတော့မှာခုနကအလုတ်ထုတ်ခံပြီးတော့ထွက်လာတဲ့ဂျန်ကီယုံကိုတွေးလိုက်ရကဂျန်ကီယုံကတော့သူ့အာုံနဲ့သူဘတ်ချေယောင်းစီကိုအာယုံမရောက်နိုင်ခဲ့ပါဘူး။ဒါမဲ့ဂျန်ကီယုံကိုအဝေးကနေတေချာကြည့်လိုက်မိတဲ့ဘတ်ချေယောင်းကတော့ဂီယုံလက်ဖမှုပေါ်ကထင်ရှားတဲ့တတူးအမတ်သားတစ်ခုကိုတွားပြီးတော့တွေးလိုက်ရပါလိမ့်။ဒါကြောင့်ဘတ်ချေယောင်းလည်းဘာရဲမဟုတ်စိတ်ကူးပေါက်ပြီးတော့ခုနကသူကြားခဲ့တဲ့စကားနဲ့ပေါင်းကအင်တာနက်ပေါ်မှာကိုရီးယားတရုတ်တတူးဆိုပြီးတော့ ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့အန်ဩစရာအချက်တခုကိုတွားပြီးတော့တွေးလိုက်ရပါတော့တယ်။အဲ့ဒါကတော့ဂျန်ဂီယုံလက်ကတက်တူးဟာနာမည်ကြီးကိုရီးယားတရုတ်လူစိုးကိုင်းရဲ့အမတ်သားတက်တူးပုံစံဖြစ်နေပြီးတော့အဲ့ဒီဂိုင်းဟာဆိုရင်ဒူးစရိုက်ပေါင်းများစွာနဲ့ကြံတန်းရက်ဆက်တဲ့ဂိုင်းတစ်ခုလည်းဖြစ်နေတာပါ။ဂီယုံရဲ့တက်တူးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မှုကိုနားလေသွားတဲ့ဂျေအောင်ကတော့အားသင်းနေတော့မှပဲရုတ်တရက်သူ့ရဲ့အဖေစီကနေဖုန်းဝင်လာခဲ့ပါလေ။ဒါလိမ်မာလေးဂျေအောင်ကတော့အဖေစီကဖုန်းဝင်လာနဲ့ ချက်ချင်းသူစီမှာဘလို့အဆင်မပြေတာတွေရှိနေကြောင်းတတိကြီးတန်းပြောကပတ်စံလှမ်းပြီးတော့ချီးပါတော့တယ်။ဒါပေမဲ့တစ်ဖက်ကဖုန်းပြောနေသူကတော့ဂျေအောင်ရဲ့အဖေမဟုတ်ပဲဂျေအောင်ရဲ့အဖေကိုကားနဲ့မတော်ဆရှတ်တိုက်မိသွားတဲ့သူပဲဖြစ်နေခဲ့တာပါ။ဒါကြောင့်ဂျေအောင်နဲ့အဖေရှိရာဂူဝယ်မျိုးစီကိုထွက်လာခဲ့လိုက်ပြီးတော့ဟိုရောက်တော့ဇင်းဝမအေးစေးအနားယူနေတဲ့အဖေဖြစ်သူကိုတွေးလိုက်ရပါတယ်။ဂျေအောင်ရဲ့အဖေကိုကားနဲ့မတော်ဆတိုက်မိသွားတဲ့ကားပိုင်ရှင်ကတော့ဂျေအောင်ကိုအပြင်ခေါ်ထုတ်ကသူနဲ့ညှိနှိုင်းမှုစူးစမ်းနေပါတော့တယ်။ ။တကယ်တော့ကားနဲ့တိုက်မိသွားတယ်ဆိုတာကအသက်အန္တရာယ်ရှိစေနိုင်လောက်တဲ့အထိအပြင်းထန်မဟုတ်တာကြောင့်ကားပိုင်ရှင်ကသူ့ကိုရဲစခန်းဒီအမှုမဖွင့်မဲနဲ့ရော်ကြီးနေပဲဂျေအေးပေးစီခြင်းနေတာဖြစ်ပါလေ။ဒါလို့ထားအောင်တီးတဲ့ဘတ်ချေအောင်ကတော့ဆဆချင်းပါနေမယ်။ကားပိုင်ရှင်ကိုဟိန်းလားဟောက်လားဖြဲလားခြောက်လားတွေလုံနေပါတော့တယ်။ဒါပေမဲ့ပိုင်ရှင်ဘက်ကဂျေအောင်ရဲ့ဖေးအတွက်ဇေကူသားဇေဖို့1350ပေးလိုက်တဲ့အခါမှာတော့ဗတ်ဂျေအောင်တယောက်လဲပါဇက်ပိတ်သွားခဲ့ရပါတော့တယ်။ဒါပေမဲ့ငွေမြေငန်းမရလိုချင်တဲ့ဗတ်ဂျေအောင်ကတော့တကယ်တမ်း အဖေဖြစ်သူကိုပြန်ပေးတဲ့ခါမှာတိန်30လောက်ကိုဘတ်ထားပြီးတော့တိန်30ပဲရတယ်ဆိုကလိန်ပြီးတော့ပေးလိုက်ပါတော့တယ်အဖေဖြစ်သူကတော့လူတောင်လုံးတိုင်းပြီးသွားတာတောင်မှဝမ်တိန်30ပဲရလို့တိတ်ပြီးတော့မချေမနှက်ဖြစ်ချင်နေပြီမဲ့ထုံးစံတိုင်းဂျေအောင်ကတော့အလိန်ညာရီနဲ့ဇလန်းစင်ကဖြီးဖြန်းပြီးတော့ပြောလိုက်တော့တာပါအဖေဖြစ်သူကိုအခုလိုလိန်ညာပြီးတော့တိန်30လောက်ဘတ်ထားတာတောင်မချေနှက်နိုင်တဲ့ဂျေအောင်ကအဖေလက်ထဲမှာရှိတဲ့တိန်30ကိုလည်းမျက်စောင်းထထိုးကသူ့ကိုပြန်ချီးဖို့ပြောနေပြန်ပါတော့တယ် အဖေဖြစ်သူကသဘောမတူတဲ့အတွက်အတင်းဆွဲယူလူနေတော့မှာပဲအမျိုးသမီးတယောက်အသေးအတန်းနဲ့ရောက်ရှိလာပါတော့တယ်အဲ့ဒီမျိုးသမီးကတော့ဗတ်ကျန်ရောင်းရဲ့အဖေနဲ့အတူဖျားချောင်းတက်ဖို့တက်ဖက်တွေပဲဖြစ်ပြီးကျေရောင်းဖေးရဲ့မတော်ဆမှုသတင်းကိုကြားတာကြောင့်ဇေယုံကိုသတင်းလာပြီးတော့မေးတာပဲဖြစ်ပါတယ်ဟိုကသဘောယုံတဲ့လူနာသတင်းလာမေးတာဖြစ်ပေမဲ့အဖေဖြစ်သူစီကပတ်စံကြီးလို့မရလို့စိတ်တုန်နေတဲ့ဗတ်ကျန်ရောင်းကတော့သူ့ဖေဝေအဲ့ဒီမျိုးသမီးနဲ့ဆွဆွဲပြီးတော့ပြောဆိုနေတော့တာပါအဖေရဲ့ပတ်စံတွေကုန်လာလဲဖျားချောင်းဘန်းပြပြီး ရည်သားထားနေလို့မလားလို့ရိုင်းဆိုင်နေပြောကအဲ့နေရာကနေထွက်သွားခဲ့ပါတော့တယ်။ကြံခဲ့တဲ့ဘတ်ဂျန်အောင်ရဲ့အဖေခမရမာတော့သူ့ရဲ့မိတ်ဆွေကိုမျက်နာပူပူနဲ့တောင်းမန်အောင်ကလွဲပြီးတော့ဘာမှမတတ်နိုင်ခဲ့ပါဘူး။အဖေစီကနေပတ်စံပြန်ကြည့်လို့အစင်မပြေတဲ့ဘတ်ဂျန်အောင်တယောက်ကတော့အပြေမှာစောင့်နေတဲ့ခုနကကားပိုင်ရှင်စီတစ်ခေါက်ပြန်သွားကအကျင့်သွားပြီးတော့ရုပ်ပါတော့တယ်။ကားပိုင်ရှင်ကလည်းအရန်နံ့တွေရတယ်နော်။အရက်တော့ပြီးကားမောင်းလို့အခုလိုတိုင်းမိတာမလားလို့ဆိုကပြဿနာကိုပုံကြီးသွားချဲ့နေတော့တာပါ။ အရက်တော့ပြီးကားမောင်းတော့မတိုင်းစီခြင်းတော့နောက်ထပ်သိန်း30လောက်ပေးဖို့အကြက်ကင်ပြီးတော့သွားရစ်နေကကားပိုင်ရှင်ခမရမာတော့ဘတ်ဂျက်အောင်အကြက်ကင်မှုကိုလွန်ဆန်းလို့မရတာကြောင့်နောက်ထပ်သိန်း30ကိုထပ်ပြီးတော့ပေးလိုက်ရပါတော့လေဒါကြောင့်ဘတ်ဂျက်အောင်လဲဖေးဖြစ်သူကားမတော်စားတိုင်းပြီးတော့ခွင်ကောင်းယူကသိန်း50လောက်ခိုင်သွားခဲ့ပြီးတော့ညဘက်မှာတော့အဲ့ဒီမျိုးမှရှိတဲ့အဖေရဲ့အိမ်ကိုပဲပြန်လာခဲ့ပါတော့လေအိမ်ရောက်တဲ့ခါမှာတော့အဖေဖြစ်သူကထုံးစံတိုင်းဖះเจ้ามาပဲရှိနေသေးပြီးတော့ဘတ်ဂျက်အောင်ကတော့အိမ်ထဲမှာ သူယူစရာရှိတာတွေကိုယူပြီးတော့မှွေနှောက်ရှာဖွေနေတော့တာပါရှာရင်နဲ့ဂျေယောင်းဟာအဖေဖြစ်သူရဲ့ပတ်စံတွေပြင်တန်ဖိုးကြီးနိုင်တလုံးကိုပါတွေးလိုက်ရပြီးတော့အရာတွေကိုလည်းထပ်ပြီးတော့ယူထားလိုက်ပြန်ပါလိမ့်ဒါလိုမျိုးမှွေနှောက်ရှာဖွေနေနေပဲဘတ်ဂျေယောင်းတယောက်အန်ဆွဲတစ်ခုထဲမှာစာဝဲစာတန်းတစ်ခုကိုတွားပြီးတော့တွေးလိုက်ရပါလိမ့်အဲ့ဒီစာဝဲစာတန်းကြောင့်ပဲတစ်ချိန်မှာဘွာကြီးကကမောက်ကမဖြစ်သွားမယ်အမားမျိုးကိုကျူးလွန်မိတော့မဲလို့မတိသေးတဲ့ဘတ်ဂျေယောင်းတယောက်ကတော့စာရွက်ကိုဖြွင့်ကြည့်လိုက်ပါတော့တယ် အဲ့မှာတွေးလိုက်ရတာကတော့အိုက်စာရွက်ဂျေအောင်ရဲ့အဖေဖြစ်သူရဲ့အသက်အာမခံချက်စာရွက်စာတမ်းပဲဖြစ်နေပြီးတေချာဖတ်ကြည့်လိုက်တဲ့အခါမှာတော့အိုက်ထဲမှာအာမခံချက်လုတ်ထားသူကမတော်တဆမှုနဲ့သာတေဆုံးသွားခဲ့မယ်ဆိုရင်ဂျမ်မီသားစုဝင်တွေကဒိန်း9000ရရှိမယ်ဆိုတာပါပဲဒိန်း9000ဆိုတဲ့ငွေရဲ့အငွေအသက်ကိုတော့ဂျေအောင်ရဲ့မျက်လုံးတွေထဲမှာလောဘရိတ်တွေဖုံးလန်းလာပြီးသူ့ရဲ့စိတ်ထဲမှာတော့မတွေးသင့်တဲ့အတွေးမျိုးတွေဝင်ရောက်လို့လာပါတော့တယ်တကယ်တော့ကျွင်းတို့နဲ့နေနေသူဘတ်ဂျေအောင်တို့က3000ဆိုတဲ့ငွေပမာဏက မလောက်ဆရာပဲဖြစ်ပြီးတော့ခုချိန်မှာငွေရဖို့အသေးအတန်လိုအပ်နေတဲ့သူ့အတွက်တော့ဒီနီလန်းအဖြစ်နိုင်ဆုံးပါပဲဒီနီလန်းဆိုတာကတော့အကုန်လုံးလဲသိကြတဲ့အတိုင်းဘတ်ဂျေယောင်တယောက်ကသူ့ရဲ့အဖေကိုမတော်တဆမှုနဲ့တေဆုံးသွားအောင်တမင်လန်ကျုပ်လှုပ်ကြံတဲ့နီလန်းပါပဲဒီလိုမျိုးစင်းအောင်မစင်းစားသေးဝင်တဲ့အကြံကိုတော့ဒါလိမ်မာလေးဘတ်ဂျေယောင်ဟာစတိုးဆိုင်မှာ secret ဝယ်ရင်းနဲ့လန်တစ်ချောင်းလုံးတွေးလာခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ခေါင်းထဲမှာတော့အဖေဖြစ်သူကိုတဘာဝတိုင်းတေဖို့စောင့်နေနေတဲ့ 3000ရဖို့အလန်းဝင်းနေပြီဆိုတာကိုသဘောပေါက်နေခဲ့ပါလေမဟုတ်ရင်လည်းအသက်ကြီးလာပြီဖြစ်လို့အချိန်တိုင်းတည်သွားတော့မှဖြစ်တဲ့အတွက်အဲ့ဒီတော့အကျိုးရှိအောင်ခုကလေးကအရောက်ပို့ဖို့ကြံရွယ်နေသူကဘတ်ဂျေရောင်းပဲဖြစ်ပါတော့လေဒီလိုမျိုးမကောင်းတဲ့အတွေ့တွေကိုလမ်းတစ်လျှောက်တွေးနေလျှောက်လာတဲ့ဂျေရောင်းဟာတဏီယာရောက်မှတော့ចောင်းသားလူမိုက်တစ်ဖွဲနဲ့တဲ့တဲ့တိုးပါတော့လေတောင်ကိုရီးယားရဲ့ဒုံးဆန္ဒအသက်မပြည့်သေးတဲ့ចောင်းသားတွေကဈေးလိတ်ကိုယ်တိုင်ဝယ်လို့မရတာကြောင့်တခြားသူကိုအစားဝယ်ခိုင်းကြတာဖြစ်ပြီးဂျေအောင်ကိုလည်းအဲ့တိုင်းပဲဈေးလိတ်သွားဝယ်ပေးဖို့ခိုင်းတော့တာပါ တို့ထက်မိုင်လိုကိုဖေဦးတော်ကိုပြန်ပြီးတော့လှုပ်ချံမှုစဉ်းစားနေတဲ့ဒါလိမ်မာလေးဂျေအောင်ကတော့သူ့ကိုလာမကြောတဲ့ဆွဲအထာနဲ့ဈေးလေးဝယ်ပေးဖို့ငင်းဆန်လိုက်ပါလေ။ចောင်းသားဖွဲကတော့သူတို့ပြောတာကိုငင်းလိုက်တဲ့ဂျေအောင်ကိုမကျေမနပ်ဖြစ်သွားပြီမဲ့ဟိုကပြန်ပြီးတော့ဖျဲချောက်လိုက်တာကြောင့်ဝေးဝေးဦးပဲပြေးသွားကြပါတော့လေ။ကိစ္စတွေပြီးပြီထိမ်းပြီးတော့လူပြတ်တဲ့လမ်းကြားတစ်ခုကနေအင်ကိုပြန်လာတဲ့ဂျေအောင်မှာတော့မထင်မှတ်တဲ့ကိစ္စတစ်ခုကိုကြုံတွေ့လိုက်ရပြန်ပါလေ။အဲ့ဒါကတော့ခုနကသူ့ကိုပြဿနာရှာထားတဲ့ ចောင်းသားလူမိုက်မောင်ငဆိုင်တွေကအနောက်ကနေလိုက်လာပြီးတော့ဝိုင်းဝန်းထိုးချိတ်ကြတာပဲဖြစ်ပါတယ်။ဘတ်ဂျေအောင်နေနဲ့ပြန်ခုခံပေမဲ့အင်အားကသုံးချိုးတချို့မမျှတာကြောင့်သူကပဲခံလိုက်ရပြီးအဲ့ဒီလမ်းပေါ်မှာနေမဲ့သတိလေးမေမျောသွားခဲ့တော့တာပါ။သတိမေနေတဲ့ဂျေအောင်တယောက်ပြန်ပြီးတော့သတိရလာတဲ့ခါမှာတော့သူရောက်နေနေရာကမကြာသေးငါမှာသူအကျွေးရှင်ကိုတိုင်ခေါ်ဆောင်လာခဲ့တယ်။ကိုရင်းကလီစာတွေကိုထုတ်ယူတဲ့နေရာဖြစ်လို့နေခဲ့ပါတယ်။ဂျေအောင်တယောက်ဘာမပြောနိုင်သေးခင်မှာပဲဆရာဝန်တယောက်ကလွှာဆက်ကိုယူပြီးတော့ ကျေရောင်ရဲ့ကိုခန္ဓာကိုယုံနေတဲ့ကြားကနေရအောင်လို့သွေးတံတရဲနဲ့ဖြတ်တောက်ပြစ်ပါတော့လေကျေရောင်လဲနာကျင်မှုကြောင့်အော်ဟေရင်းနဲ့ပြန်လဲနိုးထလာချိန်မှာတော့အခုကြုံတွေ့နေရတာဟာတကယ်မို့ပဲအိမ်မက်မက်နေတယ်ဆိုတာကိုသဘောပေါက်သိရှိသွားခဲ့ပါတော့လေသူခုပြန်နိုးလာနေရကတော့ဈေးုံတစ်ခုမှဖြစ်နေပြီးတော့ညာအရိုက်ခံထားပြီးနောက်သတိလစ်မေမျောနေတဲ့ကျေရောင်ကိုရဲတွေကဈေးုံကိုပို့ဆောင်ပေးထားခဲ့တာလည်းပဲဖြစ်ပါတယ်ကျေရောင်ရဲ့အဖေကတော့တားစောနဲ့တာဝန်ကျတဲ့ရဲဝန်ထမ်းကို သူ့သားကိုရိုက်နှက်သွားတဲ့တရားခံတွေကိုရအောင်ဖမ်းပေးဖို့တွန်းအားစပေးပါတော့တယ်။ဂျေအောင်ကိုဘယ်သူတွေရိုက်သွားလဲဆိုတာသိအောင်လို့ CCTV ပြန်ကြည့်ခိုင်းပြီမယ်။ကံမကောင်းစွာနဲ့ပဲအဲ့ဒီလမ်းကြားထဲမှာ CCTV တပ်မထားဘူးဆိုတာကိုသိလိုက်ရပါတယ်။လူပြတဲ့လမ်းကြားလေးဖြစ်နေအောင်တော်ယုံမျက်မြင်သက်သေလည်းမရှိပဲဂျေအောင်ခင်ဗျာသူ့ကိုရိုက်သွားတဲ့ចောင်းသားတွေကိုတော့ပြင်ညာပြန်မပေးနိုင်တော့ပါဘူး။ဒါမဲ့အခုလေးတွေမဲ့သတိပြန်လာတဲ့ဂျေအောင်မှာတော့သူ့ကိုဝိုင်းစော်ခဲ့ရတဲ့ចောင်းသားလူမိုက်တွေကိုပြန်ပြီးတော့လက်စားချေဖို့ထက် တခြားအတွေးတွေကပဲသူ့ရဲ့အုံနောက်ကိုလွှမ်းမိုးသွားနေပါတော့တယ်။အဲ့ဒါကတော့ခုနရဲဝန်ထမ်းပြောခဲ့တဲ့အဲ့ဒီလမ်းကြားကလူပြတ်တယ်ဆိုတာနဲ့အဲ့ဒီလမ်းကြားထဲမှာ CCTV မရှိဘူးဆိုတဲ့အချက်တွေပါပဲ။အဲ့ဒီချက်တွေကပဲဘတ်ချေအောင်ကိုသူလုံခဲ့တဲ့ညကတွေးနေတဲ့အစီအစဉ်ကိုပို့ပြီးတော့အကောင့်ထဲပေါ်ပြစ်ချင်လောင်လို့နှိုးစော်လို့နေခဲ့တာဖြစ်ပါတယ်။ဒါတောင်ချေအောင်လည်းအချိန်ဆွဲမနေတော့ပဲဈေးရုံကပြန်ပြီးတော့ဆင်းဆင်းလာခြင်းပါဒီမဲ့သူ့ရဲ့အလုပ်ကလူကိုဖုန်းဆက်ကဟိုတနေ့ကအလုပ်ဖြုတ်ခံလိုက်ရတဲ့ဂျန်ကီယွန်ရဲ့လိပ်စာကိုစုံစမ်းခိုင်းပါတော့တယ်။ တို့နဲ့ဂျေအောင်နဲ့ဂျန်ဂီယွန်ရဲ့လိပ်စာကိုရလာပြီးတဲ့နောက်မှာတော့အဲ့လိပ်စာတိုင်းတွားရောက်ကဂီယွန်နဲ့တွေ့ပါတော့တယ်ဂျန်ဂီယွန်ခုနေနေတဲ့နေရာကတော့ကိုရီးယားကကားသင်းကြိုင်းတစ်ခုပဲဖြစ်ကာဂျေအောင်ကလည်းဘာကိစ္စမှမရှိပဲသူတို့နေရာကနေမကြိုးဆိုဘူးလို့ဆိုလိုက်ကာဆဆချင်းမာနေနှင်ထုတ်လွတ်ပါတော့တယ်အကြံသမားဂျေအောင်ကတော့သူ့ကိုသူမိတ်ဆက်လိုက်ပြီးတော့ဂီယွန်ကိုလည်းသူကတီချောင်းနဲ့ဂီယွန်တယောက်သူသမီးလေးဆေးဘွားကားအတွက် ပတ်စံတွေလိုအပ်နေကြောင်းကိုပါပြောပြလိုက်တာပါအဲ့ဒီလိုအပ်တဲ့ပတ်စံတွေရဖို့အတွက်သူနဲ့တူလက်တွဲပြီးတော့အလုပ်တစ်ခုလုပ်ပေးဖို့ ဂီယုံကိုဆွဲဆောင်ဖိတ်ခေါ်လိုက်တာကြောင့်ဂီယုံကလည်းစိတ်ဝင်စားသွားပါတော့တယ်။ရမယ့်ငွေပမာဏဝေစုကိုမေးကြည့်လိုက်တဲ့အခါမှာတိန့်600ဆိုတော့အရေးကြီးလိုအပ်နေတဲ့ငွေအတွက်ဂီယုံကတော့ညင်းရနိုင်စရာမရှိတော့ပါဘူး။ဒါပေမဲ့လုံပေးရမယ့်လောက်ကဘာလုပ်လဲလို့မေးလိုက်တဲ့အခါမှာဂျေယောင်းတယောက်တွေ့ဝင်မှုမရှိပဲပြောလိုက်တာကသူ့အဖေကိုတပ်ပေးရမယ်ဆိုတာပဲဖြစ်နေပါလေ။ဒုံနဲ့အစည်းအဝေးကိုဆွေးနွေးကြတဲ့အခါမှာတော့ဂျေယောင်းရဲ့ဖီးယားတောက်ကြနေတိုင်းဖီးယားကြောင့်တက်လိရှိတာကိုသိရပြီး အိုင်းနေတွေမှာဆိုရင်လူပြတ်တဲ့လမ်းကြားတွေကနေမဖြစ်မနေဖြတ်သွားလိမ့်ရှိတယ်ဆိုတော့ကိုပါတိလိုက်ရပါလိမ့်ဒါကြောင့်အစည်းအဝေးလုံးမဲ့အဲ့ဒီနေ့မှာဂျေအောင်ရဲ့အဖေကိုကားနဲ့တခါတည်းဝင်တိုက်ပြီးတော့မောင်းပြေးရမှာပဲဖြစ်ပါတယ်အဲ့လိုဝင်တိုက်တဲ့အခါမှာလဲလူတတ်မှုပုံစံမျိုးမဟုတ်ပဲကားနဲ့မတော်ဆတိုက်မိတဲ့ပုံစံမျိုးရအောင်လို့ဖန်တီးပေးရမှာပဲဖြစ်ပါတယ်ဒါမှသာဂျေအောင်ရဲ့အဖေကကားမတော်ဆမှုနဲ့တေဆုံးသွားတယ်ဆိုရဲခေါင်းစဉ်အောက်မှာရှိမှာဖြစ်ပြီးတော့အာမခံကြီးတွေကိုဂျေအောင်ကထုတ်ရရှိမှာပဲဖြစ်ပါတယ် ဂျန်ကီယုံကတော့ကိုအဖေကိုတော့ပြန်တက်ခိုင်းတဲ့အထိသွေးအေးလာတဲ့ဂျေအောင်ကိုဘယ်လိုယုံရမလဲဆိုတာမေးခွန်းထုတ်လိုက်ပေမဲ့ဂျေအောင်ကတော့သူအတန်သွင်းထားတဲ့ဆက်ကိုတတ်တေအနေနဲ့ပြလိုက်ကသူတို့နှစ်ယောက်စလုံးဟာအခုချိန်မှာတလီတဲ့စီးနေသူတွေဖြစ်ကြအကြောင်းကိုအာမခံပေးလိုက်ပါတယ်။ဒါကြောင့်ဂီယုံနဲ့ဂျေအောင်ရဲ့အစီအစဉ်မှာပါဝင်ဖို့အတွက်လက်ခံလိုက်ပြီးဘတ်ဂျေအောင်တယောက်ကတော့သူ့အတွက်ဘလို့ကံကြမ္မာတွေကရောက်ရှိလာနိုင်မလဲဆိုတာကိုမသိချာသေးပါဘူး။နောက်နေ့မှာတော့ဘတ်ဂျေအောင်တယောက်ဇေယုံမှာဟိုနေ့ဟာအထိုးခံတဲ့ဒံယာတွေအတွက်ဆရာဝန်နဲ့ပြသနေပြီးတော့ အပြေမမှာတော့ဂျန်ကီယုံကငုတ်တုတ်ကြီးထိုင်ဆောင်နေပါတော့တယ်အစီအစဉ်အလုံးမဖြစ်ခင်မှာတခြားသူတွေရိပ်မိသွားမှာဆိုလို့အချင်းချင်းမတွေ့ကျင်သေးတဲ့ဂျဲအောင်ကတော့ဂီယုံမမြင်ချင်းမှာစိတ်တူသွားပြီးတော့သူစီပါလို့ရောက်လာလဲဆိုတာကိုယူနေလားဆိုတဲ့စကားတခုနဲ့မေးခွန်းထုတ်လိုက်ပါတယ်ဂျန်ကီယုံကတော့ဘတ်ဂျဲအောင်နောက်ကိုခတ်တီနဲ့လိုက်ပြီးတော့သူပြောကြားရှိတဲ့စကားတွေကိုပြောပါတော့တယ်ဂီယုံရဲ့ပြောစကားအရသူကဘတ်ဂျဲအောင်အဖေရဲ့အာမခံကြီးငွေတွေကိုစုံစမ်းထားပြီးဖြစ်ကစုံစမ်းမှုရအဲ့ဒီငွေပမာဏက3-5000တိရှိနေတာဖြစ်ပြီးတော့ သူကိုတော့တင်းချောက်ရပဲပေးမယ်ဆိုတာကိုသူလက်မခံနိုင်ဘူးဆိုတာကိုပြောလိုက်ပါတယ်။အဲဒီစားတင်း1500အထိပေးမှဒီလောက်ကိုဆက်လုပ်ပေးမယ်လို့လည်းအကြက်ကင်ပြီးပြောလိုက်တာကြောင့်သူများတော့တကွက်ကျော်ရိုက်ချင်းနဲ့ခြေအောင်လဲသူကိုနှစ်ကွက်ကျော်ပြန်ရိုက်တာကိုဘလို့မှမတတ်နိုင်ပဲလက်ခံလိုက်ရပါတော့တယ်။ဒါမဲ့လက်ခံနေတာပြောတာငနေသားခြေအောင်ကအကြံစိုးကြီးနဲ့တပြားမှမပေးနိုင်ဘူးဆိုပြီးပုံစံကိုလုံနေပြီးတော့ဒါဝမရိမ့်မိလိုက်တဲ့ဂီယုံကတော့ခြေအောင်ကိုသူ့ဖေကိုလှုပ်ချမ်းမဲ့နေမှာသူကဘာလို့နေမှာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ အဲ့မှာဂျေအောင်ပြန်ဖြေလိုက်တာကတော့သူကအဲ့ဒီမှာအလုံရန်ရှုံနေမယ်ဆိုတာပဲဖြစ်ပါလေဂျေအောင်ပြောတဲ့အလုံရှုံနေမယ်ဆိုတဲ့ကိစ္စတခြားသောຢာတော့မဟုတ်ပါဘူးဘတ်ဂျေအောင်ကအမှုဖြစ်မဲ့နေ့မှာသူ့ကိုဘယ်သူမှတန်တရာမဝင်အောင်လို့အဲ့ဒီညလုံးသူ့ကိုလူတွေကဘယ်နေရာမှာရောက်နေလဲဆိုတာကိုမှတ်မိနေအောင်လုံနေမှာပဲဖြစ်ပါလေဆိုလိုချင်တာကရဲတွေကသူ့ဖေးသေးလို့စုံစမ်းတဲ့အခါမှာဘတ်ဂျေအောင်ကအဲ့ချိန်ဘဲကိုရောက်နေလဲလို့မေးအဲ့ညကသူနဲ့တွေ့ခဲ့တဲ့သူတွေကသူတို့နဲ့အတူရှိနေတာမှန်ကန်ကြောင်းတက်တည်လိုက်ပြီးတော့အလီပိုင်းပြနိုင်မှာပဲဖြစ်ပါလေ ဒါမှသာဘတ်ကျန်ဟောသူ့ဖေကိုလှုပ်ကြံတဲ့တရားခံအစ်ဖြစ်တယ်ဆိုတာကိုဘသူမှမယိတ်မိကြအောင်လို့ပါဒိုနဲ့သူတို့စီစဉ်ထားတဲ့အဲ့ဒီနေ့ကိုရောက်တဲ့အခါမှာတော့ဘတ်ကျန်ဟောကသူ့အကြံတိုင်းသူ့ရဲ့လှုပ်ဖို့ကင်ဘတ်တယောက်ကိုအဲ့ဒီညမာရင်ရက်တွေဝဲတိုက်အသားကနေဝဲကျွေးလှုပ်ပြီးအချိန်ဆဖြုံးမှာတော့လေအဲ့ဒီပြင်ရက်တောက်ပြီးတော့လဲဂျေဟောင်းကအဲ့လူကိုခေါ်ပြီးသူနဲ့သူကလပ်မှာကောင်မလေးနဲ့သွားကဲဖို့ဇွဲပေမဲ့ဟိုကအိမ်မှာကလေးနေမကောင်းလို့ပြောကရက်တောက်ပြီးတာနဲ့တန်းပြီးတော့ပြန်သွားကဲပါတော့လေ ဒါကြောင့်ဂျေအောင်လည်းသူစီစဉ်လို့မဖြစ်တဲ့အတွက်စိတ်တူသွားပြီးတော့နောက်ဆုံးဘလို့မှမတတ်နိုင်ပဲနဲ့သူတယောက်တည်းကလပ်ကိုသွားလိုက်ပါတော့တယ်။အဲ့မှာတော့ကောင်မလေးတွေမုံဘိုးတွေအများကြီးပေးကသူ့ကိုဒီညမှတ်မိနေပေးဖို့ခဏခဏပြောပြီးတော့ပြန်ထွက်လာခဲ့ပါတော့တယ်။အဲ့ဒါပြီးတော့အိမ်ကိုတန်းမပြန်သေးပဲဘာကာဆိုင်တစ်ခုကိုဝင်လိုက်ပြီးတော့ဘာကာထိုင်ဆိုင်နဲ့ဂျန်ကီယုံတယောက်သူ့ဖေကိုကားနဲ့တိုက်တတ်မဲ့အချိန်ကိုစောင့်မျှော်နေခဲ့ပါတော့တယ်။မျောလင်းထားသလိုပဲတကယ်လဲဂျေအောင်ရဲ့အဖေဟာတယောက်တည်းလမ်းကြားတဲ့ကိုဖြတ်တဲ့အခါမှာဂီယုံတယောက်အချိန်မြင့်လာတဲ့ကားကိုမောင်းပြီး သူ့ကိုဝင်အတိုက်ပြစ်လိုက်ပါတော့တယ်။အဲနောက်ကားထဲကနေပြန်ထွက်လာကအတိုက်ခံလိုက်တဲ့ဂျေအောင်ရဲ့အဖေကိုကြည့်လိုက်ပြီးတဲ့နောက်အစည်းအဝေးအကုန်လုံးကတော့ပြီးမြောက်သွားပြီလို့ထင်လိုက်ရပါတယ်။ဒေါ်နဲ့နောင်နေမနက်ကိုရောက်တဲ့အခါမှာတော့ဘာကားဆိုင်မှာအိပ်ပျော်နေတဲ့ဂျေအောင်နဲ့နိုးလာခဲ့ပြီးတော့ဘာမှဖြစ်လို့ပုံစံနဲ့ပဲသူ့ရဲ့အလုပ်ကိုတန်းပြီးတော့သွားခဲ့တာပါ။အလုံးမှာတော့တောက်လျှောက်သူ့ရဲ့ဖုန်းကနေဂူဝယ်မျိုးကားတိုက်ပြေးမှုဆွဲကိစ္စကိုရိုက်ရှာနေပြီးတော့တရင်ကတခုမှတက်မလာသေးတာကြောင့်ဂျေအောင်တယောက်ဂီယုံကိုချိန်ဆလို့နေတော့တာပါ။ အချိန်တစ်ခုကြာသွားပြီးတဲ့နောက်မှာတော့ဂျဲအောင်စီကိုရဲစခန်းကနေဖုန်းဆက်လာပြီးတော့ထင်ထားတဲ့အတိုင်းပဲသူ့ဖေတေဆုံးသွားပြီဆိုတဲ့ကိစ္စကိုပြောလိုက်ပြီးအလောင်းကိုအတီးပြုတ်ပေးဖို့အတွက်လှမ်းပြီးတော့ခေါ်ပါတော့တယ်ဇက်တိုက်ထားတဲ့ဗတ်ဂျဲအောင်ကတော့သူ့ဖေအလောင်းကိုမစစ်စေးသေးခင်မှာပဲအိမ်သားထဲမှာအငူလေးကျင့်နေပြီးတော့အရန်ကိုဝမ်းနဲ့ကြေကွဲနေရှာတဲ့တားတယောက်ရဲ့ item ကိုစပြီးတော့ဖမ်းတော့တာပါတကယ်လဲရဲရဲအရှိမအဖေပြည့်သူရဲ့အလောင်းကိုအတီးပြုတ်နေရတဲ့အချိန်မှာဗတ်ဂျဲအောင်တယောက်ဟန်လို့ငိုပြနေပုံကတကယ်ကိုအကယ်ဒမီပေးအားလောက်တဲ့အထီးကိုပြင်းပြနေလို့နာကြောင့် ဘသူမှသူ့ကိုတန်တရားဝင်းဖို့မရှိကြပါဘူးအဖေတို့ကစိတ်ကြိုက်ငိုပြီးတဲ့နောက်မှာတော့ဘတ်ဂျေအောင်ကသူ့အဖေကိုကားနဲ့တိုက်ပြေးသွားတာဘသူလဲဆိုတာသိအောင်ရဲကိုတမင်မေးပါတော့လေဒါမဲ့ရဲဘက်ကတော့ဘတ်ဂျေအောင်အဖေကိုတိုက်ပြေးသွားတဲ့တန်တရားတရားခံကိုအခုထိမသိရသေးတဲ့အကြောင်းဂျေအောင်ကိုပြောလိုက်တာကြောင့်ဂျေအောင်တယောက်အပြင်ပိုင်းမှာမခံမရနိုင်တဲ့ပုံကိုဖြစ်ပြနေပေမဲ့စိတ်ထဲမှာတော့ကြိတ်ဝမ်းသာနေခဲ့တာပါဒါမဲ့ဝမ်းသာလို့မဆုံးသေးခင်မှာဒီမဲ့အဲ့ဒီကားတိုက်ပြေးမှုကမတော်ဆမှုမဟုတ်ပဲ တမင်တကာတိုက်ပြေးတာဖြစ်တယ်ဆိုတဲ့စကားကြောင့်ဂျေအောင်တယောက်ထိတ်လန့်သွားခဲ့ရပါတော့တယ်ဂျေအောင်ကတော့တန်တရားတရားခံလဲမှရှိပဲသူ့ဖေကလည်းအဲ့လိုတိုက်ပြေးခံရလောက်အောင်ထိစိုးဝါနေတဲ့သူမဟုတ်တာကြောင့်ဒါမတော်ဆမှုပဲလို့အတင်းညင်းနေပေမဲ့မျက်မြင်သက်သေရှိတယ်ဆိုတာကြောင့်ဂျေအောင်လည်းစွန့်အားသွားခဲ့တော့တာပါတကယ်တော့အဲ့ဒီမျက်မြင်သက်သေဆိုသူကဂျေအောင်ဖေရဲ့ဖះအကြောင်းကအမျိုးသမီးမိတ်ဆွေပဲဖြစ်နေပြီအဲ့ဒီနေ့ညမှာသူမကအဲ့ဒီလမ်းကြားဘက်ကနေအိမ်ပြန်တော့ဂျေအောင်ရဲ့အဖေကိုကားနဲ့တမင်တိုက်လိုက်တာကိုတွေ့လိုက်ရတာပဲဖြစ်ပါတယ် သူမရဲ့ထွက်ဆိုထားချက်အရမှာတော့ကားတွေကလူကတခါတိုက်ပြီးတဲ့နောက်မသေးကြမှာဆိုလို့နောက်တစ်ချိန်ကားကိုနောက်ပြန်ဆွဲကဂျေအောင်ရဲ့အဖေကိုမသေးမချင်းတိုက်ပစ်လိုက်တာလို့သိလိုက်ရပါတော့တယ်။သူမလည်းအဲ့ဒီဖျက်ကိုမြင်မြင်ချင်းမာနေမယ်။အဲ့နေရာကနေပြေးထွက်လာခဲ့တဲ့အတွက်တိုက်တဲ့တရားခန်းကဘသူဘွားဆိုတာကိုတော့သေချာမသိလိုက်ရပါမယ်။သေချာတာကတော့အဲ့ဒီကားတိုက်ပြေးမှုဟာမတော်တဆလုံးဝမဟုတ်ပဲတမင်ကြံစီမှုဆိုတာကိုတော့အတီးပြုတ်နိုင်သွားခဲ့ပါလေ။ဂျေအောင်မှာတော့အဲ့ဒါကိုကြားကြားချင်းဘလို့မှမယုံနိုင်ဖြစ်သွားပြီး နောက်ထပ်မယုံနိုင်စရာထပ်ဖြစ်သွားစီတဲ့အရာကတော့အဖေဖြစ်သူရဲ့အလောင်းကိုအမှုဖြစ်တဲ့မြေကြီးပေါ်မှာရှာတွေ့တာမဟုတ်ပဲတောင်ပေါ်ကတဏှာမှာမြေမြုပ်ထားတဲ့အနေထားနဲ့ရှာတွေ့ခဲ့တယ်ဆိုတဲ့စကားပါပဲဒီအသက်တွေတစ်ခုတည်းနဲ့ဒီမဲ့ဗတ်ကျဲရောင်းရဲ့အဖေဟာမတော်တဆမှုကြောင့်မဟုတ်ပဲဓမင်းကြံစီမှုကြောင့်သေဆုံးခဲ့ရတယ်ဆိုတာကိုပေါ်လင်သွားခဲ့ပြီးတော့ဗတ်ကျဲရောင်းခမားမှာတော့ခဲလင်းများသေးရကြတဲ့အဖြစ်ကိုရောက်ရှိသွားခဲ့တော့တာပါခိုင်းတဲ့အတိုင်းတေချာမလုပ်ခဲ့တဲ့အတွက်လဲဗတ်ကျဲရောင်းကဂျန်ကီယုံကိုစိတ်တူသွားပြီး သူဘာတွေလုပ်ခဲ့လဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်သွားခဲ့ရပါတော့တယ်တကယ်ပဲဘတ်ဂျက်ရအောင်အစပြုတ်လိုက်တယ်ဒီအမှုကထင်ထားသလိုပါဝင်သူကဂီယုံတယောက်တည်းပဲလားဒါမှမဟုတ်ဘလူတွေရှုပ်ထွေးပြီးတော့ဘသူတွေနဲ့မှသွားပြီးတော့ဆက်ဆက်နေမလဲဆိုတာကတော့နောက်ပိုင်းနေမှာဆက်လက်ပြီးတော့ကြီးစုခံစားမှာဖြစ်ပါတယ်ခင်ဗျာโอเค အဲ့တော့ဒီနေ့အတွက်အပိုင်းတစ်ကတော့ဒီလောက်ပဲနောက်နေ့မှာအပိုင်း2 3 4ဆက်ပြီးတော့လာပါဦးမယ်အဲ့တော့အများကြီးလည်းပြောမနေတော့ဘူးကျွန်တော်အများတိုင်းပြောနေတဲ့အတိုင်းပဲကိုစိုက်ဖြူတဲ့အပင်ုံတစ်ချိန်မှာကိုပြန်ပြီးတော့ရိတ်သိမ်းရမယ်ဒါပဲအဲ့တော့စိတ်ဝင်စားဖို့ကောင်းနေပြီနောက်ထပ်အပိုင်းနှစ်မှာကျွန်တော်ပြန်တွေ့ပါမယ်ခင်ဗျဒီနေ့မှာအစားကနေစုံနေလိုက်ပါကြည့်ရှုအားပေးခဲ့တယ်အချိန်ပေးခဲ့တဲ့ဘောရောက်တယောက်စီတိုင်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျကျွန်တော်အန်ခင်မူပါ